မြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့ငလျင်ပင်အတွက်ဝမ်တန်းချီလူဒန်းပင်နဲ့ကိုရီးယားနာမည်ကျော်မင်းတောင် MCLE ပြည်သက်များအလုံးမင်းမင်္ဂလာပါရှင်ပြည်သက်များရှင်ဘလ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်ကိုမြန်မာနိုင်ငံကအပြင်းထန်ဆုံးကြုံတွေ့ခံစားလိုက်ရတာဖြစ်ပါတယ်မိနစ်ပိုင်းတွင်လှုပ်ခတ်သွားတဲ့ငလင်ကြောင့်မို့အစာဥရိပြူကြကချက်ချင်းဆိုသလိုဒုက္ခပင်လယ်ဝေးသွားခဲ့ရတာပါအစာဥရိများကြီးပြူကြကလူတွေများကြီးပြိနေမိတာကြောင့်နိုင်ငံတော်အစင်ကင်းစင်းလောက်ရမယ့်အထိအခြေအနေကပြင်းထန်နေတာပါဒါကြောင့်မလို့မြန်မာနိုင်ငံရဲ့ငလင်ဘေးကိုနိုင်ငံတော်တော်များများကပါအရေးဆိုင်ခဲ့ကြပါတယ်မထမထမ်းလောက်ကိုပြူကြပျက်စီးသွားခဲ့ တာဖြစ်တဲ့အတွက်မြန်မာနိုင်ငံကအလှမယ်ရီနဲ့ social influencer တွေကလည်းအင်္ဂလိပ်စကားပြောရင်းနဲ့ငလင်းအလေးကိုဖော်ထုတ်ခဲ့ကြတာပါ အခုလိုမြန်မာနိုင်ငံကလူအများဒုက္ခရောက်နေတဲ့အပေါ်မှာနိုင်ငံသားကဒိတ်ဒိတ်ချင်းအမှုပညာရှင်တချို့ကအမှန်တကယ်ကိုစိတ်မကောင်းဖြစ်ကြောင်းသူတို့အကောက်မှာပါရှိတင်လာခဲ့ကြပါတယ်။အဲ့ဒီထဲမှာမှမြန်မာနိုင်ငံကလူအများနှစ်ချီအားပေးနေကြတဲ့ကိုရီးယားအမှုပညာရှင်တွေကမင်းသားတောက်ကစိတ်မကောင်းဖြစ်ကြောင်းစာတင်ုံတင်မကပဲငွေသားပါလူဒန်းပေးကြတာပါ။အဆိုပါကိုရီးယားအမှုပညာရှင်ကမြန်မာနိုင်ငံကပြည်သက်တွေဒိတ်ဒိတ်ချင်းအားပေးနေတဲ့ Blackpink လို့ကဘာကြောင့်အဖွဲ့လည်းမဟုတ်ဘူး။စူပါမင်းသားတယောက်လည်းမဟုတ်ပါဘူး။မြန်မာနိုင်ငံက ငလင်ပီးအတွက်ကုညီပေးလာခဲ့တဲ့မင်းသားကတော့မင်းသား MC1 ဖြစ်ပါတယ်မင်းသား MC1 ကအောင်မြင်တဲ့မင်းသားဖြစ်ပေမဲ့ကမ္ဘာကျော်တိတိကျကိုရီးယားမင်းသားစီးရင်နဲ့တော့မပါသေးပါဘူးမြန်မာနိုင်ငံမှာ MC1 ကိုအမကန်အပိကြတဲ့ပရိသတ်တွေကခိုင်မာကိုရှိတာပါ MC1 ကပြီးခဲ့တဲ့လပိုင်းတွင်မှာထုတ်လွှင့်ပြသခဲ့တဲ့ Scrap Game Season 2ဇလန်တွေမှာလည်းပါဝင်သရုပ်ဆောင်ထားပါတယ် ကဝင်းတဲ့ကမာလီရဲ့ခင်မင်းဖြစ်သူအနေနဲ့ပါဝင်ထားတာဖြစ်ပြီးမင်းသားရဲ့ဇဝင်ကန်းတွေကလည်းကြီးစုသူတွေကြားမှာနမိတ်ကြီးနေကြတာပါမင်းသား MC1 ကမြန်မာနိုင်ငံကလင်းပီးအတွက်အမတ်တကယ်ကိုစိတ်မကောင်းဖြစ်နေတာပါဒါပြင်မင်းသားကကလင်းချစ်တဲ့သူတယောက်ဖြစ်တဲ့အတွက်ငလင်းပီးကြောင့်ထိခိုက်ဒဏ်ရာရနေတဲ့ကလင်းငယ်တွေအတွက်အလူငွေကိုအဓိကလူပေးခဲ့တာလို့သိရပါတယ်အလူငွေလူတဲ့နေရာမှာလေတရားမှုရှိစေဖို့အတွက်ကမ္ဘာလူမှုကူညီအသင်းအဖွဲ့ဖြစ်တဲ့ UNICEF ကိုလှူဒါန်းပေးလိုက်တာပါ UNICEF အဖွဲ့မှာကိုရီးယားဝန်တန်း30ကိုမြန်မာနိုင်ငံ အတွက်လှူဒန်းပေးလိုက်တာပါ။ငလင်းတန်းခန်းစားတဲ့ကလင်းတငယ်တွေကိုအလေးထားကထောက်ပံ့ကူညီပေးသွားမယ်အလူးလိုလည်းသိရပါတယ်။မင်းသား MC1 လည်းကိုအမကန်အားပေးခဲ့ကြတဲ့ပရိသတ်တွေကတော့အခုလိုအလူးလုပ်ပြီးတဲ့အတွက်အမှန်တကယ်ကိုဝမ်းမြဝမ်းသာဖြစ်နေရတာပါ။ဒါအပြင်အားပေးရသူနဲ့တည်းလို့လည်းမြန်မာပရိသတ်တွေကကြီးကျူးနေတာပါ။ဒါအပြင် Blackpink အဖွဲ့ဝင်တအုပ်ဖြစ်တဲ့ Lisa နဲ့ရှင်ပြီးတော့လည်းပြောဆိုနေတာပါ။ Lisa ကငလင်းဖြစ်ပြီးနောက်ပိုင်းမှာသူမရဲ့နိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံကိုသာဆူတောင်းပေးနေခဲ့တာပါ။မြန်မာနိုင်ငံမှာသူမကိုအားပေးတဲ့သူတွေအများပြားရှိ နေသလိုပြည်စည်းမှုတွေမှာအပြင်းထန်ဆုံးဖြစ်နေတဲ့မြန်မာနိုင်ငံကိုငလင်းပင်အတွက် speaker မလုပ်ပေးခဲ့တာကြောင့်ပြည်သက်အလုံးကအပြင်းထန်ကိုရှုံချနေတာဖြစ်ပါရင်မြန်မာနိုင်ငံရဲ့ငလင်းပင်အတွက်ကမ္ဘာကျောင်းဘောလုံးဖွဲ့တွေဆိုရင်လည်းဝန်ကြီးချုပ်တင်ပြီးအကူအညီတွေရဖို့အတွက်ကမ္ဘာသိအောင်ဖွင့်ဟပေးနေတာပါဝန်တန်း30လူတန်းပေးခဲ့တဲ့ MC1 ပေါ်ပြည်သက်တွေအမြင်ကိုပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်